ားပြီးတော့ကျွန်တော်ဂျီဂျီပါကျွန်တော်ဂျီဂျီ for evidence channel နေဖန်ပြပြကြိုးစားလိုက်ပါတယ်အခုဆိုရင်ပေါ့နော်အင်အားအရန်ပြင်းထန်တဲ့ငလိနေလှုပ်ခတ်တာပြီးတော့အရန်ဝမ်းနေစရာကောင်းတဲ့ဖြစ်ပျက်တွေနိုင်ငံအနှံ့အပြားမှာဖြစ်နေရပေါ့နော်အဲအဲ့တဲ့အတွက်ကျွန်တော်ဒီနေ့မှာတော့ငလိနေပြီးလှုပ်သွားတဲ့ငလိနေနဲ့ငလိနေဘလောက်အင်အားပြင်းထန်လဲဘယ်နေရာမှာလှုပ်သွားလဲဆိုတော့ကိုသိနိုင်တဲ့ application တခုကို tutorial လေးပြလို့ပြပါမယ်ဗျာဘယ်လိုလေးလှုပ်လဲဆိုတော့ကျွန်တော်တို့ဆက်လက်လက်ကြည့်ပြအောင်ဗျာ application လေးရောက်ဖို့တောင်ပထမဆုံး Play Store အတွက်ပါเนาะဒီ application ကဟိုမှာလေးရှိရပါเนาะဒီ iOS မှာလေးရှိကျွန်တော် Android ဆိုတော့ Android ဒီမှာကျွန်တော်တွားလိုက်မယ်ပြီးရင်သူ့ရဲ့နာမည်လေးက My Aqua Alex အခုလောလူတွေလည်းအရင်ကိုတုံးနေကြပါเนาะအရင်တုံးနေတဲ့ application လေးပါ ဒီအလေးပေါ့နော်ဒီ elimination ကျွန်တော်တို့ဒီလူတော်များနဲ့ဒါကိုတုံးတယ်ပေါ့နော်။ तू ကဒီထဲမှာကျွန်တော်လှုပ်ခတ်သွားတဲ့ငလေးတွေနဲ့ဘယ်နေရာမှာလှုပ်လဲဘယ်လောက်အရင်ပြင်းထန်လဲအစရှိတဲ့အချက်လက်တွေကို तू ကဖော်ပြပေးတယ်။ပြီးတော့ကျွန်တော်တို့အနီးနားမှာငလေးလှုပ်သွားခဲ့လို့ရှိရင်လည်းသူအလန်းအလန်းဖော်ပြပေးရနော်။အလန်းဆိုတာကအော်ပြီးရပေါ့နော်။အော်ပြီးရအဒီ nudi nudi ပြီးရပေါ့နော်။အဲ့တော့ကျွန်တော်ဒီ application လေးကို down ထားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါမှကျွန်တော်နားမှာလှုပ်ခတ်သွားတဲ့ငလေးတွေနဲ့ဘယ်နာလှုပ်သွားလဲဘယ်လိုပြီးရမလဲအဲ့အရာတွေကို ဒီဒီရှိနေမှာပြရတယ်။ကျောက်ကတော့ application ကိုထောင်းလိုက်ပါသူကနည်းနည်းလေးပဲနော်စတက်မှာပဲရှိလေလေးလေးပဲထောင်းရတယ်နော်။ထောင်းလိုက်လို့ရှိရင်ကျောက်ထည့်ဝင်ကြည့်ပါဦးနော်။ဘာကြီးပါလဲကျောက်ထည့်ဝင်ကြည့်ပါဦးနော်။ application လေးကတော့ဒီမှာ line webcam ပါနော် webcam ဆိုတော့ next လုပ်လိုက်တယ်ပါနော်။သူကစာရေးတာ this application use the location permission ပေါ့နော်သူအကူလေး how far away each ဟောအလားဒါဆိုသူကဘာတောင်းလဲဆို location တော့ဘာလို့ကိုသူက permission တောင်းတယ်အဲ့ဒါကြတော့ပေးလိုက်အောင်မယ်နော် why using this application ပေါ့ရှင်းရှင်းလေးပါ order order down order down လို့ပြရမှာနော်ပြရဲဆိုလဲ order down ပြတဲ့ order down ပြမှာသူတို့ရဲ့ location ကိုပေါ့နော်အချိန်ပြီးအချိန်တိုင်းတုံးလို့အဲ့လာမှာသူကပုံမတိကြတဲ့တိုင်းတာကိုပြလို့ပြလို့ရတယ်တဲ့ဟုတ်ပါပြီကျွန်တော်ဒါဆိုလုပ်လဲမှာနော်လက်ရှိကျွန်တော်ရဲ့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံအနီးနားမှာဒီလိုငလေးနေဖြစ်ခဲ့လို့ရှိရင်မှာကျွန်တော်ဆိုနောက်ညဖြစ်ခဲ့တဲ့ဝင်းကြောင်းနော်ဝမ်းကြောင်းဝမ်းချောင်းနော်ရှမ်းပြည်နယ်6မိနစ်ကိုမှငလေးလှုပ်သွားတယ်ပေါ့နော်အင်အင်အား3 3 mega 3 magnitude ရှိရပါတော့ဒီကော ဒီလိုရှိတယ်ပြည်မြန်မာမှာလှုပ်ရတယ်12မိနစ်ကိုမှပဲမြန်မာမှာထက်လှုပ်ရတယ်ပေါ့နော်ဒီမှာ12မိနစ်ကိုမြန်မာလှုပ်ရ3နာရီရှိရှိတယ်ပြုရှင်နေတိုင်းလှုပ်နေငလေးတွေပေါ့နော်တကဘာလုံးလှုပ်ခတ်တဲ့ငလေးတွေရှိရပြီးတော့ကျွန်းချောင်းကျွန်းကောင်းနဲ့ကျွန်းကောင်းတူရဆဲပေါ့နော်ဒါနေ့ကြည့်လိုက်လို့ရှိရင်လေသူ့ရဲ့ location တော့ပြရပေါ့နော်တကယ် research ကသူ3နာရီ7ရှိရငလေးကဒီကျွန်းချောင်းပေါ့နော်ကျွန်းကကျွန်းကုန်းကျွန်းကုန်းမှာလှုပ်သွားတယ်ပေါ့နော်ဒီမှာလည်းဒီသူ့ရဲ့ဒီမှာကြည့်မြန်မာမှာမြန်မာမှာလှုပ်နေငလေးတွေပဲနားလှုပ်နေကြည့်ရင်ဒီမြန်မာမှာလှုပ်နေငလေးတွေသူ့ကိုရွှေ့လဲပေါ့နော်အဲ့ ဒီမြန်မာလုံနေကလေးကိုဒီမြန်မာလုံနေကလေးလေးကိုရွေးလဲပါနော်ရွေးလဲလို့ရှိရင်တော့ငါ location နဲ့တိကျပြန်ဒါဘယ်နားလေးလဲမသိဘူးမြူကြီးရဲ့မြစ်တာပေါ့နော်မန္တလေးနားမှာလှုပ်တန်းကလေးပေါ့နော်အဲ့လိုကြည့်လို့ရတယ်အဲ့လိုကြည့်လို့ရတဲ့အတွက်လဲတော့မိုက်တယ်ပေါ့နော်တခြားတော့ application ကိုနာကိုနာဘယ်နားငလေးလှုပ်လဲသိနေကိုနဲ့အနည်းဆုံးနေရာလှုပ်တဲ့ငလေးနေလို့လဲဒီလိုမြေပုံမှာကြည့်လို့ရပါပေါ့နော် အချိန်20ထက်ဘိုးလှုပ်တဲ့ငလင်းတွေရှိရယ်ဒီနားတွေမှာငလင်းလှုပ်တယ်ပေါ့နော်ဒီနေဗီဟိုပတ်ဝန်းကျင်မှာငလင်းတွေအများကြီးလှုပ်တာပေါ့နော်အဲ့လိုလှုပ်ထားတဲ့ဒီ point တစ်ထောင်ချင်းမှာလည်းကျွန်တော်တိကျတဲ့ချက်လည်းသိနေတယ်ပေါ့နော်2.7ပဲဘယ်အချိန်မှာလှုပ်သွားလဲပေါ့နော်တိကျတိနေတယ်ဒီနေဗီတော်မှာတားကြည့်မယ်ဆိုလေဒီနေဗီတော်ထဲမှာဆိုလေဒီတိကျဒီနေရာတစ်ခုနှောက်တယ်လေဒီမှာဒီမှာနေဗီတော်မှာရှိတဲ့ငလင်းအလင်းပြင်းအားနဲ့ပါတယ်ကျွန်တော်အကုန်လုံးတိုင်းတာလေးတိနေတယ်ပေါ့နော်2.8ငလင်းလှုပ်ထားတယ်ခုနလှုပ်တဲ့ငလင်းတွေအကုန်လုံးကိုတိကျတဲ့အချက်လေးကိုရရှိနေတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ ကိုနာငလင်းလှုပ်တယ်ဆိုတော့အချက်ပြကိုတော့ကျွန်တော်ဒီဘက်က setting လေးရှိရပါတော့အဲ့ setting လေးကိုတော့တွက်လိုက်မယ်ဒီကပုံမှန်ဆိုလဲသူကပုံမှန်ဆိုလဲသူကဟိုတော့ပြရပါတော့ဒီ setting လေးကိုပြရအောင်နော်ဒီပုံမှန်ဆိုလဲသူကအချက်တော့ပြရတယ်ဒါပေမဲ့သူကအချက်ပြတာကအချက်ပြတာလေးကျွန်တော်တိုင်းတိုင်းရချင်းဒီ setting ပေါ့နော် setting လေးတွက်လိုက်ရရှင်ဒီမှာ map type တင် navigation style navigation style ပေါ့နော် navigation style ကိုကျွန်တော်တွက်ရေးလို့ရတယ်ဒီနေ့မှာဆိုရရှင်နီးရပိုင်းကျွန်တော်နောက်မှာရှိလား within the distance ကိုရဲ့ ကွာဝီးတေးမှာလားဒါဘာလဲဘိုင်းဘိုင်းကန်ထွေကိုနိုင်ငံတွေမှာတည်ကျင်ကိုကတနိုင်ငံတွေမှာဖြစ်တာကိုတည်ကျင်ကိုနိုင်ငံတွေမှာဖြစ်တာကိုယူလို့ရတယ်ဒီမိုင်းကန်ထွေယူလိုက်လို့ရတယ်ဒါမှမဟုတ်ရှင်လေကိုအနီးနားမှာဖြစ်တဲ့အားတွေကိုရှင်နေရပါအောင်ယူပါတော့နေရပါအောင်ယူလို့ရပါတော့ကိုတရားဖြစ်ရင်နေရပါအောင်ယူလို့ရတယ်ပြောရှင်မီနီမမ်မဂနီချူမီယမ်မဂနီချူကျော3 point 3 block လို့ထားလို့ရှင်ကိုကကျွန်တော်၃အထက်မှာလာတဲ့၃အထက်လှုပ်တယ်ဟိုမ်၃အထက်ပေါ့နော်မဂနီချူ၃အထက်လှုပ်တယ်ငလင်းတွေကိုသူကတိုက်တာပြီးလေဒါမှမဟုတ်ရှင်ကျွန်တော်တို့ကအနည်းဆုံးတေးသေးလေးလို့တာတည်ကျင်လို့ရှင်ဒီမှာ 2.85တို့2.0ရှိရပေါ့အဲ့2.0ထားမယ်ဆိုလဲပို့ပြီးတော့သေးတဲ့ငလင်းတွေလှုပ်တာဆိုကိုကိုသူကအလက်ပေးမယ်ပေါ့အလက်ဆိုတာကသူထောက်ထားတယ်နိုတီတက်မယ်အော်မယ်တခုလုံးပဲပေါ့နော်အဲ့လိုပေးမယ်ပြီးလို့ရှိရင် no begin style no begin style ဘယ်လို no begin ပေးမလဲဆိုတော့ဒီလိုမျိုးပေါ့နော် loss equation no begin ပြပါ set to mute ဒီမှာ sound ရှိရ vibration ရှိရဒီမှာကြည့်ဒီ setting တော့ကြည့်ရင်တော့ sound နဲ့ vibration မှာပါတယ်သူက vibration လှုပ်မယ်အတန်ပေးမယ်ပေါ့နော်အဲ့လိုပုံစံလှုပ်မယ် ါတော့အကတော့ပုံမှန်ပဲတခြားရောမဟုတ်တော့ဒါစတမဆက်နေပြရတယ်ဒီ application ကိုတော့ထည့်ထားလိုက်လို့ဆိုရှင်ကျွန်တော်တို့ကမှလှုပ်ခတ်ထားတဲ့ငလေးတွေပေါ့နော်ဒီမှာဆိုမြန်မာရန်ကုန်မြို့ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ရန်ကုန်မှာနေတဲ့ရန်ကုန်ကြည့်လိုက်မယ်ရန်ကုန်မြို့ကလှုပ်ခတ်ထားတဲ့ငလေးတွေပေါ့နော်ဒါဆိုရှင်ဒီရောဒီဘက်ဘက်ရန်ကုန်မှာလှုပ်ခတ်ထားတဲ့ငလေးတိတ်မရှိတော့ဖြစ်သွားပြီနော်ရန်ကုန်မြို့မှာလှုပ်ခတ်ထားတဲ့ငလေးတွေကြောင့်သိနိုင်တယ်မြန်မာနိုင်ငံမှာထုတ်ခဲ့တဲ့ငလေးတွေအကြောင်းကိုဘယ်လောက်လှုပ်တယ်ဘယ်လောက်အင်အားကြီးတဲ့ငလေးတွေလှုပ်တယ်ဆိုသိနိုင်တယ်ဒါမှမဟုတ်တစ်ခုရှိတာဒီ application က ငလင်းတို့ကျွတ်တယ်မမှန်းနိုင်ပါဘူးဒါ disclaimer ပါငလင်းတို့ကျွတ်တယ်မငလင်းဆိုကျွတ်တယ်မှန်းလို့ရရမဟုတ်ပါဘူးလှုပ်ရောမသိတာဖြစ်တဲ့အတွက်ငလင်းတွေလှုပ်သွားလို့ရှိရင်ဘယ်တော့လှုပ်တယ်ဘယ်တော့အင်အားကြီးရဲဆိုငလင်းတွေလှုပ်သွားလဲဆိုတော့ကျွန်တော်တို့သိနေတယ်ပြောရတယ်အဲ့တော့ကျွန်တော်တို့ဒီငလင်းတွေလှုပ်တယ်နဲ့ပတ်သက်ပြီးပြောရှင်ဟိုငလင်းတွေကျွတ်မသိနိုင်တဲ့အတွက်ဒါလေ online မှာရှိတဲ့ information အမှားတွေပေါ့နော်ဘယ်နာငလင်းလှုပ်သွားတဲ့ဒါအဲ့ငလင်းဘယ်နာငလင်းလှုပ်လဲဆိုတဲ့အကြောင်းအဒီကဘယ်တော့ငလင်းလှုပ်တော့မယ်ပေါ့နော်ကျူတင်ခံမဲ့ချက်တွေအမှားတွေပါငလင်းကလှုပ်ပြီးတော့မသိရပါနဲ့လှုပ်ပြီးတော့မသိရပြဒီ application ရှိရဟာကိုတော့လေလှုပ်ခဲ့ပြီးဒါ ငလီနေပဲဖြစ်ပါတယ်လှုပ်တော့မဲ့ငလီနေမဟုတ်ပါဘူးအဲ့တော့ကိုရီနဲ့လှုပ်တော့မဲ့လှုပ်လှုပ်ပြီးတော့ငလီနေပဲကိုကြည့်လို့ရဖြစ်ပါတယ်ဒါရဲ့ဒီငလီနေလှုပ်တော့မလှုပ်နေလဲဆိုရှင်လည်းအလန်းနေပြီးရတော့ကျွန်တော်တို့ကဒီငလီလှုပ်တာကိုကျွန်တော်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်ငလီလှုပ်လှုပ်လှုပ်မဲ့မသိရကျွန်တော်တို့လူရတော့ဘောနော်ဒါအတုံးဝင်တဲ့အရင်တော့ application တွေ့ပြီးတော့ကျွန်တော်ဆက်ပြီးပါတယ်ဒီချိန်မှာဒီငလီလှုပ်ထားတဲ့အတွက်ဒီ application ကဟုတ်လိုအပ်တယ်လို့ကျွန်တော်ထင်တယ်ပါတော့ထင်တော့လည်းကျွန်တော်ဒီ application လေးကိုတင်ဆက်ပြီးလည်းပြောရတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီဗီဒီယိုလေးမှာတော့ငလင်းအလတ်ဆိုတဲ့အကြောင်းလေးကို ငလေလက်ဆိုရဲ့ application ကြီးခုကိုကျွန်တော်တင်ဆက်ပြပြမယ်နောက်ထပ်ဗီဒီယိုမှာပါလေဒီလိုမျိုးအတော့ဝင်တဲ့ဗီဒီယိုလေးတင်ဆက်ပြမို့ကျန်တူ live ဝကြည့်ရှုဖို့မြန်မာရေခံပါတယ်အားလုံးကိုကျေးဇူးတင်ပါမြတ်နောက်ထပ်ဗီဒီယိုမှာပါပြန်လည်တွေ့ဆုံကြပါလိမ့်မယ်